အားလုံးပဲမင်္ဂလာပါ TN Tower ကနေပြန်လည်ကြိုဆောင်လိုက်ပါတယ်ကျွန်တော်တို့မတွေ့တာလေးတော်တော်ကြာပြီဆိုတော့ဗောနော်ကျမ်းမာကြလာနေကောင်းကြလာဗောနော်အဆင်ပြေကြလာလို့ဗောနော်အခုကတော့ကျွန်တော်ကတပတ်စာလေးကျွန်တော်ထေော်နမိတ်လေးတွေဖတ်ပြမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများကိုကဘေကန်နေကြည့်နေလဲဆိုတော့လေ comment မှာလေးမှတ်သွားပေးပါအောင်ဗောနော်ဘာလို့ဆိုဗီဒီယိုဘေကန်နေကြည့်နေကြရလဲဆိုတော့သိချင်လို့ဗောနော်โอเคအဲ့ဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုကို ြည်နေတဲ့သူတွေတော့တပတ်စာနော်တပတ်စာရှစ်တခေါက်ကတော့ကျွန်တော်တို့ဟိုးဟိုးထားပေးတာတပတ်စာမှာပေါ့နော်မီးကြီးနဲ့ပတ်သက်ပြီးတော့အန်ဒီတွေများတယ်အန်ဒီတွေကြုံရမယ်ဆိုပြီးတော့ဟိုးသွားတယ်ပေါ့နော်တကယ်လေးမီးလောင်မှုတွေခဏခဏဖြစ်သွားတယ်ပေါ့နော်အဲ့တော့အခုဒီတပတ်အတွင်းကဘာတွေများဖြစ်ဖို့ရှိလဲဆိုတာကျွန်တော်တို့ဟိုဒီထဲရနမိတ်လေးရှိမယ်ပေါ့နော်โอเคထွက်လာပြီတက်က ီတပတ်အတွင်းမှာတော့ဗောနော်မိမိကိုကိုကိုအာကိုရမဲ့သူတွေထွက်လာတယ်ဗောနော်သူများကိုအာကိုလို့ရတဲ့ကန်စားတာတွေမဟုတ်ဘူးကိုကိုကိုအာကိုရမယ်ကို့ဘဝမှာကိုတီးသာအဖေအမေဆိုတော်လိုမျိုးပဲဗောနော်ကိုအောက်ကို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 အောက်ကိုပဲကိုပြီးတော့စီးပွားရေးရှာရမယ်အဆဆအရာရာအကုန်လုံးပေါ့နော်သူများကိုအားကိုလို့မရဘူးဆိုတော့တော့တွေ့နေရပြီပေါ့နော်ပြင်းလို့မရအောင်ပြင်းနေလို့မရအောင်ပြင်းနေရတော့နောက်နောက်မှကြံခဲ့မယ်ဆိုတဲ့တဘောပဲပေါ့နော် စ조사ရမယ်ကိုယ်မှာပြပြင်စရာရှိတဲ့အမှုကျင့်အကြောင်းအရာတွေကိုအကြောင်းအရာတွေကိုပြပြင်စရာရှိတာပြပြင်ပါစိုက်တက်ကြမနေဘဲနဲ့ဗောနောစိုက်တက်ကြနေတယ်ဆိုရင်တော့ဒီစိုက်တက်ကြနေတဲ့နေရာကနေထပ်နိုင်မှာမဟုတ်ဘူးကျွန်တော်တပတ်အတွင်းဆိုတော့လက်ကုံထီတော့ပါမယ်ကွနော်အခုက28ရက်29 30 31ဆိုတော့ဟုတ်တယ်လက်ကုံနဲ့အထိအဲ့တော့ဒီလက်မကုံခင်ပါဗောနောဒီဆေလာဘက်မှာတခါလေးကိုယ်မှာ ို့မှာရှိနေတဲ့မကောင်းတဲ့အမှုအကျင့်တွေကိုတခါလေးပြုပြင်ပေးပါနော်နောက်နောက်ဒီစစ်တလာအပိုင်းအတွက်ဒါမှကိုကအဆင်ပြေအောင်နိုင်အောင်နိုင်ပါလေအောင်နိုင်အောင်နိုင်မှုတွေရရှိမှာပါနော်ထောဘာသာရေးကတော့လောက်ပြီးရင်လောက်ရမှာပဲနော်ဘာသာရေးကတော့လုံးဝလက်လွတ်လို့မရဘူးဘာဘာကြောင့်လဲဆိုတော့အခုကကတ်ကြီးကတ်တွေကအရင်စိုက်နေတာဆိုတော့ဗောနော်ဟို2025လဲကုန်တော့မယ်ဆိုတော့ကျွန်တော်တို့อืมဘာသာရေးကိုပဲမြင်းများလောက်ပြပါနော် ရန်အတွေးများမနေနဲ့ဘောနော်အတွေးများမနေနဲ့အလေလိုက်မလေပဲနဲ့ကိုအကောကိုဘာသာရေးလေးတွေမြ мян လေးလို့ဘာသာရေးအားနေနေလို့မရဘူးနော်အခုဒီဆယ်လားပိုင်းမှာဘာသာရေးအားနေနေတယ်ဆိုရင်ကျွန်တော်တို့ဒီဆယ်လားပိုင်းမှာကန်စိုးမှုတွေကန်ညံ့နေတဲ့ကန်တွေကစစ်တလားပိုင်းအထိယူသွားလိမ့်မယ် ဒီစစ်တလာပိုင်းဒီအဆင်မပြေမှုတွေကတခါတည်းပါသွားလိမ့်မယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်တဲ့နေရာစပြီးတော့လောက်စီယာရှိတဲ့အဒိတ်တံကိုတခါတည်းဝင်လိုက်တော့နော်ဒိတ်တံစရိုက်တော့ဝင်လိုက်ပါတော့ဘာသာရေးကိုပို့ပြီးတော့ဖိလို့ပေးပါဆိုတော့ဒီ2025မှာထပ်ပြီးတော့ကျွန်တော်တို့ကလေအများကြီးအများကြီးအရာတွေအများကြီးလာအောင်မယ်ပေါ့နော်ဒါတော့ကျွန်တော်တိုက်ပြန်ပြောချင်ဘူးပေါ့နော်အဲ့တော့ဘာသာရေးကိုပဲပို့ပြီးတော့လောက်စီရှင်တယ်ဒီမှာကတ်ကတ်လေးပေါ့နော်ဘာသာရေးကိုလုတ်ပေးပါဆိုတော့နော်อืมอืมထွက်လာပြီရှေ့တစ်ခေါက်က energy နဲ့တိုက်မတိုက်တိုက်ပြီးတော့မကွာဘူးเนาะကိုကဘာသာရေးလုံမှလေဘာသာရေးလုံမှဘာဖြစ်မလဲဆိုတော့ကို့မှာအဆောင်ချောက်ပုံကိုတွေကကို့ကိုပို့ပြီးတော့ဂရုစိုက်လာမယ်ပို့ပြီးတော့ဆောင်းဆောင်းလာမယ်ပုံကိုတွေကအနီးကဆောင်းဆောင်းလာတဲ့အတွက်ကြောင့်မလို့ကို့ကိုကို့မှာဒီဒီဂျုံတွေ့နေတဲ့အခက်အခဲတွေဒီရင်ဆိုင်နေရတဲ့ပြဿနာတွေကပြေလည်ပြီးတော့ပေါ့နော်ဘဝကအတိတ်ကပြန်ဆက်ရတယ်လို့မျိုးပဲဝင်လာမှာ အဲ့တော့ဘာသာရေးကိုညံ့နေမယ်ကိုမိမိနဲ့သက်ဆိုင်တဲ့ဘာသာတစ်ခုခုပေါ့နော်ဘာသာရေးကိုဆက်ပြီးတော့ဆက်လက်ပြီးတော့ညံ့နေကန်ညံ့နေမယ်ဆိုရင်တော့ညံ့နေမယ်ပေါ့နော်လောက်တာအာရုံနေမယ်ဆိုရင်တော့ကျွန်တော်တို့ကပြောင်းလဲမှုတွေရှိလာမှာမဟုတ်ဘူးတကယ်လို့ပြောင်းလဲခြင်းနဲ့ပို့ပြီးတော့လေအဆင်ပြေခြင်းနဲ့ငွေကြေးလေးအဆင်ပြေခြင်းနဲ့စီးပွားရေးတွေလေးအဆင်ပြေခြင်းနဲ့အိမ်ထောင်ရေးကျန်းမာရေးအဆင်ပြေခြင်းနဲ့ဆိုရင်တော့ဘာသာရေးကိုလက်ကင်ပြီးတော့သွားပါနော်ဘာသာရေးကိုလက်ကင်ပြီးတော့သွားပါမပုံမှန်ကိုဝင်နေတဲ့အတိုက်အခံတွေဘာတွေရှိလဲ ပေါ့နော်အတိုက်ထောင်ဝင်နေကြတိုက်ထောင်တော့မရှိဘူးတခါမှလည်းမလုပ်ဘူးဘူးဆိုရင်တော့ကျွန်တော်တို့ပေါ့နော်ပတိစိုက်တာမျိုးတရားထိုင်တာမျိုးပေါ့နော်မဟာသမယတုတ်တို့ပဋ္ဌာန်းတို့ရပ်ဖတ်တာမျိုးလေးတော့လောက်စီရှင်တယ်ဒါမှကို့အတွက်ပြောင်းလဲမှုအဆက်တွေကကို့ရှိကိုရောက်လာမှာဘာသာရေးကိုအားနည်းနေမယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့အပြောင်းလဲတွေကမိတ်ဆွေတို့ရှိရောက်လာမှာမဟုတ်ပါဘူးဒီမှာတိအသေးဆက်တင်ပေါ့ အသေးစက်တင်ဖို့တွေစိတ်ကူးတွေကူးနေတာတွေ့ရတယ်ပေါ့နော် ပြီးတော့နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့နိုင်ငံကြီးအတပတ်အတွက်နိုင်ငံခြားနဲ့ပတ်သက်ပြီးတော့တွားဆရာရှိတယ်ဆိုတော့တွားရလိမ့်မယ်ပေါ့နော်အဲ့ဒါလေးမြင်ရတယ်ပေါ့နော်နိုင်ငံခြားနိုင်ငံခြားတကယ်လို့အကြံ့ကြာနေတယ်ပေါ့နော်အခက်အခဲနဲ့ကြုံတွေ့နေရတယ်ဆိုရင်ဖခင်မှာတွားဆူတောင်းလိုက်ကိုယ့်ရဲ့ကိုကဘာနဲ့တားလဲတနေကနေလားတောက်ကြလားအာကိုကိုရဲ့နေနာရဲ့ထောက်မှသွားပြီးတော့ရေတက်ပေပြီးတော့ သွားစုတောင်းလဲချက်ချင်းဒီတပတ်အတွင်းချက်ချင်းတိတိတတာကြီးနဲ့ကိုဒီခက်ခဲနေတဲ့ဗီဇာတခုကအောင်မြင်လွတ်မြောက်နိုင်မယ်ပေါ့နော်သွားရနိုင်မယ်အဲ့တော့နိုင်ငံချက်နဲ့ပတ်သက်ပြီးတော့သွားစရာတခုခုရှိတယ်အခက်ခဲဖြစ်နေတယ်ဆိုရင်ပေါ့နော်အခက်ခဲဖြစ်ရင်တော့ပြဿနာမရှိဘူးအခက်ခဲဖြစ်တယ်ဆိုရင်ဖခင်ကိုသွားပြီးတော့ပေါ့နော်တေစာလေးဆူတောင်းပြီးတော့ဗဒီလေးစိုက်ပြီးတော့တရားထိုင်ပြီးတော့တေစာလေးဆူတောင်းလိုက်တယ်ဆိုရင်တဲ့တပတ်အတွင်းတိတိတတကြီးကအောင်မြင်လာလိမ့်မယ်ပြည့်မယ်တဲ့နော်အဲ့တော့ အာပြီးတော့လုပ်ငန်းအသေးစက်တင်မဲ့သူတွေကလေပေါ့နော်လုပ်ငန်းကိုကလုပ်ငန်းအသေးစက်တင်ဖို့အတွက်စိတ်ကူးထားတယ်ကြီးမန်းထားတယ်ဒီစစ်တလာဘက်မှာပေါ့နော်အသေးစက်တင်ဖို့တွေဆောင်ရွက်ထားတယ်ဆိုရင်နဲ့ကျွန်တော်အတိအရလို့လေဘာသာရေးပဲမိတ်သိလားဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများကလေဘာသာရေးတအားညက်နေတယ်လားတော့မသိဘူးပေါ့နော်ဘာသာရေးနဲ့အရန်ဝဲကွာနေလို့လားတော့မသိဘူးကျွန်တော်ဒီဗီဒီယိုကိုလုပ်နေတဲ့အချိန်ကလေးကပေါ့နော်ဘာသာရေးပဲတော့ဆုံးမိနေတယ်အဲ့တော့အဓိကဒီဗီဒီယိုကိုကြည့်နေတဲ့သူကအဓိကဘာသာရေးလုပ်ဖို့ပဲ နော်ဒီဗီဒီယိုကိုမြင်တာနဲ့မိတ်ဆွေတို့ဘာသာရေးကိုလောက်တာလောက်လိုက်တော့ဘာသာရေးဘာကိုဘာရွေးဖတ်တာလဲကိုဘာလောက်တက်လဲတရတရနဂုံပွားနိုင်လားတရနဂုံပွားနိုင်တနေကုံတရနဂုံပွားနိုင်လိုက်ပေါ့နော် အလုံးမရှိတဲ့သူတွေဆိုရင်ပေါ့နော်အဲ့လိုမျိုးလေးတွေတွေ့ရတယ်နော်ဒါမှမဟုတ်အခုရပိုင်းမှာနိုင်ငံခြားသွားဖို့အတွက်စီစဉ်ထားတာလေးတွေရှိတယ်ဆိုရင်လည်းအောင်မြင်လိမ့်မယ်ချိုးဆိုးမွေးမွေးနဲ့သွားရလိမ့်မယ် တဟမေอืมအဲ့တော့နိုင်ငံခြားသွားမယ်ဆိုတာကလေဘာဘာကိုမြင်လဲဆိုတော့ကိုဘဝတက်လန်းအတွက်ပေါ့နော်ကိုဘဝတက်လန်းအတွက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ဖြစ်ဖို့များတယ်အလောက်အကိုင်းနဲ့ဆိုတာထက်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံခြားထွက်ဖို့လုပ်နေတာကိုပို့ပြီးတော့တွေ့ရတယ်ကိုဘဝတက်လန်းအတွက်ပေါ့နော်ကိုတင်ကိုဘဝကိုဘဝအောင်မြင်ဖို့အတွက်ဒီထက်မကအဆင်ပြေဖို့ဒီထက်မကပို့ပြီးတော့ဉာဏ်ပညာကြီးမားဖို့အတွက် ကိုအမြဲတမ်းစာဖွင့်နေတည်းရှိတယ်ပေါ့နော်အာအပ်ဒိတ်မြင့်တာပေါ့နော်ကိုရဲ့ဒီကိုရဲ့အုံတော်ကိုရဲ့ပညာရေးချင်းတွေကိုဒီတိုင်းဆက်လက်ပြီးတော့နေတာမျိုးမဟုတ်ဘူးねတဆက်မိတဆက်တဆက်မိတဲ့တက်တက်လာအောင်ကျွန်တော်တို့အဲ့လိုမျိုးအမြဲတမ်းအပ်ဒိတ်လုပ်နေတယ်အမြဲတမ်းတက်ကြွနေတဲ့သူတွေကိုပုံမြင်ရတယ်ပေါ့နော်မြေနဲ့စာပွေနေတယ်လေလာနေတယ်တစ်ချိန်လုံးစာအောင်နဲ့မကွာဘူး ဆောက်ဆောက်နဲ့မခွာဆောက်နဲ့မခွာဘူးပေါ့နော်အမြဲတမ်းဒီဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများကစာဖတ်တာစိတ်နဲ့တက်တက်တူတူပါလိမ့်မယ်ပေါ့နော်စာဖတ်ရတာကြိုက်တယ်အဲ့လိုမျိုးရွှေနှောင်းမှာနားထောင်တာမျိုးတော့ပေါ့နော်အဲ့လိုမျိုးဟိုဖတ်တာမဟုတ်ဘဲနဲ့ဗဟုတုတရဆရာလေးတွေနားထောင်တာမျိုးလေးတွေအဲ့လိုမျိုးလောရတာစိတ်နဲ့တက်တူစာအုပ်ဖတ်ရတာစိတ်နဲ့တက်တက်တူတူပါလာလိမ့်မယ်ပေါ့နော်တစ်ချိန်လုံးစာဖတ်တယ်ကိုကိုဘဝကိုဘဝဘဝတက်လန်းတွေပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့အမြဲတမ်းရှာဖွေနေတာတွေ့ရတယ်ပေါ့နော်ဟော နောက်ဆုံးတကက်အနေနဲ့တော့လာပြီပေါ့နော်။ဆက်လက်ပြီးတော့ကလေကျွန်တော်တို့ဒီဒီတပတ်အတွဲမှာလေဒီမီးပြီးမီးနဲ့ပတ်သက်ပြီးတော့ဒီထားရအောင်မယ်ဒါလား။မကြည့်ကျွန်တော်အပေါ်မပြောဘူးเนาะကျွန်တော်အပေါ်မပြောဘူးကျွန်တော်ဆွဲလိုက်တာထွက်လာတာပေါ့နော်။ဒီမှာမီးနဲ့မီးပြီးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ထွက်လာတယ်။ဒီ energy ကပြောင်းလဲမသွားသေးဘူးပေါ့နော်။အဲ့တော့မီးနဲ့ပတ်သက်ပြီးတော့အထုကယူစိုက်ပါကိုယ့်အိမ်မှာပေါ့နော်။အပြင်သွားတယ်ဆိုရင်အတက်နိုင်ဆုံးကျွန်တော်တို့ဆိုရင်လေဒီဖုံးအားသွင်းတဲ့ဒီမီးမီးပုတ်ခုံတွေကအစကျွန်တော်အပြင်သွားတယ်ဆိုအကုန်ပိတ်ခေတာ။ အဲ့တော့ဘာဖြစ်ဖြစ်ပေါ့နော်တတိထတာတော့ပိုကောင်းတာပေါ့အဲ့တော့မီးလောင်မီးလောင်စရာရှိတဲ့အရာမှန်တယ်မြတ်အကောင်လုံးကိုရှောင်အကောင်လုံးအတက်နိုင်ဆုံးတတိထပေါ့နော်အပြင်သွားခါနေအကုံစစ်ဘယ်ဟာကမီးလောင်နိုင်ရင်းရှိလဲဘာလို့ဆိုတော့မြန်မာပြည်ကမိတ်ဆွေများဆိုရင်ကျွန်တော်မီးကလာလိုက်ပြက်လိုက်လာလိုက်ပြက်လိုက်ဆိုတော့ဆုတ်ဖြစ်ပြီးတော့မီးလောင်တာမျိုးလေးတွေဖြစ်တတ်တယ်ဒီမှာကြည့်နော်နမိတ်ကအိမ်မီးလောင်နေတဲ့ဆိုတော့နော်ဒီပြည်ကိုကြည့်နေတဲ့မိတ်ဆွေများကကိုယ့်ရဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမီးလောင်နိုင်တဲ့ နမိတ်တွေထွက်လာလိမ့်မယ်ပေါ့နော်အဲ့တော့တတိထားပဲကိုကိုတိုင်လေးဖြစ်နိုင်တယ်လို့ပတ်ဝန်းကျင်မှာလေးဖြစ်နိုင်တယ်အနည်းနာလေးမှာဖြစ်နိုင်ရယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်တတိထားပေးပါလို့အပြင်သွားတယ်ဆိုရင်မင်းနဲ့ပတ်သက်ပြီးတော့တတိထားပေးဒါကတော့ဒီတပတ်အတွက်အဓိကဒီဆောင်ရမယ့်ပါနော်တတိထားရမယ့်အရာကျန်တဲ့အရာတွေကတော့ကောင်းတယ်ဘာသာရေးလေးတွေကိုပုံမှန်လေးလုပ်မယ်နော်ပြုပြင်စရာရှိတာတွေကိုပြုပြင်ပေါ့နော်ပြုပြင်ပြုပြင်ဆိုဘယ်လိုလဲဆိုတော့တချို့အရာတွေကအချက် ြင်းနေစိတ်တယ်ရှိတယ်တခါတည်းလှုပ်ချင်တယ်ကိုကပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့ဟာငါဒါလေးလစ်လာတော့မယ်ဒါလေးလစ်လာတော့မယ်အတွေးမှာပဲရှိတယ်လက်တွေ့ကြကြမလှုပ်ဖြစ်တာအဲ့လိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့လက်တွေ့ကြကြလှုပ်ဖို့အတွက်ပေါ့နော်ကိုကိုဟိုကိုရဲ့အသိစိတ်ကိုကပ်ပေးပေါ့နော် လက်တွေ့ကြကြလှုပ်ပါလက်တွေ့ကြကြအကောင့်တွေပို့ပါဒါမှအောင်မြင်မယ်ဒီတိုင်းပေါ့နော်ဒီဆယ်လပိုင်းမှာလဲငါဒါလေးတက်မယ်အင်္ဂလိပ်စပီကင်တက်မယ်ပေါ့နော်ထိုင်းစာတက်မယ်အာတခုခုပညာတက်မယ် အဲ့လိုမျိုးစိတ်အတွေးထိမှာပဲများနေတတ်တယ်အဲ့တော့အတွေးများနေတာကိုရှော့ပြီးတော့ဆက်ပြီးတော့လောက်လိုက်ပါတိတိလေးကနေဆက်ကျွန်တော်တို့ရှင်ရယ်ဒီ terror တန်တန်းတတ်တဲ့အချိန်မှာဆင်းနေကျွန်တော်တို့ကျွန်တော်ရှင်ရယ်စိတ်အယံမြန်တဲ့လူပါတယ်ပေါ့တခုခုရှင်ရယ်ချက်ချင်းချက်ချင်းသိချင်တယ်ချက်ချင်းအကောင်လုံးကိုတိချင်တဲ့ဆန္ဒတွေရှိတယ်ပေါ့နော်ဇာကားတကားကြည့်ရင်တော့အကောင်လုံးကြိုကြည့်ပလိုက်တာစိတ်မြင်တယ်ပေါ့နော်အဲ့တော့ပြောချင်တာကပညာတစ်ခုလစ်လာတဲ့အချိန်မှာစိတ်မြင်လို့မရဘူးတတေးလေးကလည်းအရင်စရမယ်ကျွန်တော်တို့ ဟောပေါ့နော်အဲကျွန်တော်တို့ငငယ်တုန်းကအင်္ဂလိပ်မိနစ်တွေချက်တယ်လေစာချက်တယ်ဆိုရင်ပေါ့နော်ဆရာမက၅လုံးတစ်ခါချက်၅လုံးတစ်ခါချက်၅လုံးတစ်ခါချက်အဲ့လိုမျိုးပဲပေါ့နော်အင်္ဂလိပ် speaker တက်တယ်ဆိုရင်လေကျွန်တော်တို့တနေ့ကိုအလုံး20ဆက်အလုံး20ကျွန်တော်ကြောင်းတဲ့တုံးကတော့အလုံး20အလုံး90အလုံး100တောင်ချက်ခဲ့ရတာပဲပေါ့နော်အဲ့တော့တနေ့ကို10လုံး10လုံး10လုံးထိုင်းထိုင်းစာဆိုရင်လေတနေ့ကို10လုံး10လုံး10လုံးအဲ့လိုချက်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 သွားတယ်ဆိုတော့ကျွန်တော်တို့ဟောဒီ10ဆိုရင်အလုံး100 ်ဟုတ်တယ်ဟောအဲ့ဆိုတလားဆိုအလုံး300ဘာပဲဖြစ်ဖြစ်တနည်းလောက်ကျက်လိုက်တော့ဟောဒီမတင်ပေးနဲ့ဒီ line ကျက်လိုက်ရင်တော့ကျွန်တော်တော်တော်များများပြောတတ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးလေးလောက်ကြည့်ပါအဲ့တော့ကျွန်တော်ကိုယ်တိုင်တော့အဲ့လိုမျိုးလောက်ဖို့ အတွေးပေါ်လာတယ်အခုမှဒီထဲရောဖတ်လိုက်တဲ့အစင်းညမှာကျွန်တော်ဆိုရင်လေးပေါ့နော်အာထိုင်းစာတင်မယ်ထိုင်းစာတင်မယ်ထိုင်းစာတင်မယ်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 ဆိုပြီးတော့ပဇက်ကနာတင်မယ်လို့လာပြောတာစိတ်ပဇက်ကနေတင်မယ်စိတ်ကလေးမှလာတင်လိုက်တာတကယ်လက်တစ်ဘဝမှာအကောင့်တွေဖို့မသွားဘူးဒီစီလာပိုင်းကောင်သွားပြီအဲ့တော့အခုလိုမျိုးပေါ့နော်အာဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများကလည်းအခုလိုမျိုးကိုတင်ဆင်တဲ့ပညာတစ်ခုခုမှာအခုလိုမျိုးအတွေးများပြီးတော့ပေါ့နော်မလောက်ဖြစ်ဘူးဆိုရင်ကျွန်တော်တို့ကစစ်တလားပဲမှလည်းဒီ energy ကကူးသွားလိမ့်မယ်အဲ့တော့ဒီဒီဒီဗီဒီယိုကိုကြည့်တဲ့နေ့ကစပြီးတော့ချက်လိုက်တော့ တခုရှိတယ်ပေါ့ကျွန်တော်တို့အစအစလုပ်တဲ့အချိန်မှာတော့အရန်ခက်ခဲတယ်ခက်ခဲတယ်ဆိုပြေးနာပေါ့နော်အာ၄၅6ရက်လောက်လုပ်ပြီးနောက်9ရက်လောက်ရှိမလုပ်ချင်တော့ဘူးအတပတ်လောက်ရှိမလုပ်ချင်တော့အဲအဲ့တော့ site ကိုအသက်နယ်ဆုံးတင်းကြီးတီတီငီလေးထားပြီးတော့စ조사ပါဒါဆိုရင်ကိုယ့်ရဲ့အောင်မြင်မှုတွေရှိမယ်လက်လာပါတွေဝင်လာမယ်စီးပွားရေးတွေအဆင်ပြေလာမယ်ငွေကြေးတွေပြန်ဝင်လာမယ်ငွေကြေးတွေပိတ်နေတယ်ဆိုရင်လည်း ပြန်ဝင်လာမယ်တည်င်းကောင်းတယ်ချားရမယ်နိုင်ငံခြားကနေပေါ့နော်ကိုယ့်ရဲ့ဒီအဝေးရောက်နေတဲ့ကိုယ့်ရဲ့မိသားစုတရားတရားရောက်ကကိုယ့်အိမ်ကိုပြန်လာတာမျိုးလေးတည်းလေးဒီတစ်ပတ်အတွက်ကြောင်ရလိမ့်မယ်ပေါ့နော်ကြောင်ရလိမ့်မယ်သူကတည်င်းကောင်းတယ်တေဆောင်ပြီးတော့လာတာကြောင်တောင်းရလိမ့်မယ်အဓိကဒီတစ်ပတ်အတွက်တတိထားရမှာကကျွန်တော်တို့မိနဲ့ပတ်သက်ပြီးတော့တတိထားပေးပါ ပြန်သွားတာနဲ့ပေါ့နော် အပြင်သွားတာနဲ့အကောင်ပတ်အကောင်တာပိတ်ခဲလိုက်ပေါ့နော်အကောင်တာပိတ်ခဲလိုက်ပါဒါကတော့တတိပေးခြင်းနဲ့အကြောင်းအရာကျန်တဲ့အရာတွေကတော့ကောင်းတဲ့ဘာသာရေးလေးတွေမြင်းများလုပ်မယ်ဆိုရင်လေကိုဖြစ်စင်တဲ့ဆန္ဒတွေအကောင့်တွေပေါ်လာလိမ့်မယ်လုံကအတိတ်ဆက်တယ်မယ်ဆိုလေအောင်မြင်မယ်နော် အအောင်မြင်ဖို့မြင်နေပြီးတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများသူများကိုအားမကိုနဲ့ကိုကိုကိုပဲအားကိုရမယ့်သူတွေဖြစ်တယ်နော်ကိုကိုကိုပဲအားကိုရမယ့်သူတွေဖြစ်တယ်ဒီတစ်ပတ်အတွက်မှာစပယ်ညက်တာမျိုးလေးတွေစပယ်ညက်ချင်တဲ့ဆန္ဒတွေဖြစ်ပေါ်နေရမျိုးတွေ့လာမှာပါဆိုပုံစံတစ်မျိုးပြောင်းချင်တာအရင်တော့ကပုံစံကစပယ်ရှည်တာပဲဖြစ်ဖြစ်စပယ်ကောက်တာပဲဖြစ်ဖြစ်စပယ်ဖြောက်တာပဲဖြစ်ဖြစ်ပုံစံတစ်မျိုးရှိရင်အခုအခုလက်ရှိမှာဘလို့စိုက်ခံစားချက်တွေရနေလဲဆိုတော့စပယ်ပြုတ်စပယ်ပုံပြောင်းချင်တာစပယ်ပုံပြောင်းချင်တာပြောင်းချင်တယ်လို့မျိုးပဲကို့ဘဝကိုလည်းပြောင်းချင်တယ်ပြောင်းချင်တဲ့စိတ်ဆန္ဒတွေဖြစ် ြစ်ပေါ်နေတယ်ဒီတပတ်အတွင်းမှာဖြစ်လာလိမ့်မယ်ပေါ့နော်အခုလာမယ့်ပတ်မှာဖြစ်လာလိမ့်မယ်ဘလို့ဖြစ်လာမလဲဆိုတော့ကိုကိုကိုအားမရဘူးနော်ကိုကိုအားမရတဲ့အတွက်ကြောင့်ငါစူးစမ်းရမယ်ဆိုတော့စိတ်ခွန်အားတွေပြစ်လာမယ်ငါကငါအားကိုရမယ်ငါပြစ်ပြမှန်ရမယ်ငါလုံမှရမယ်အဲ့လိုမျိုးအဲ့လိုမျိုးအတွေ့အကောင်းတဲ့အတွေးတွေပေါ်လာလိမ့်မယ်ကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဆိုရင်လေဒီဒီလာမယ့်အပတ်မှာ တင်တန်းနဲ့အဖြစ်တာမျိုးရှင်လဲအပ်လိုက်ပါနော်လောက်ဆာရှိတာတင်တန်းတက်ဆာရှိတာတက်လိုက်ပါအတွေးများမနေနဲ့ဝေဝါမနေနဲ့ပေါ့နော် online online ကနေတက်မယ်ဆိုရင်လဲ online ကနေတက်မယ်ဆိုရင်အပ်လိုက်တော့တက်လိုက်တော့ပေါ့နော်အကြံပေးခြင်းနဲ့အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေများအနေနဲ့နောက်ဆုံးကတော့ကျွန်တော်တို့ meme နဲ့ပတ်သက်ပြီးတော့အရင်တတိထားပြပါနော်ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်